ဆီမကြီးရေးတော်သောဝိထုတို့ကောင်းတပုတ်ဖြစ်သည့်မြတတာမိညာမျိုးမစာချပုတ်ကိုဥညာဏီကားသည်ရန်ကုန်သို့ရုတ်တရက်ကြွားကြရလေသည်ဝါဇုကန်ဤဖြစ်၍တကြောင်းဘုံကနေထလာရသည်မှာကတိကောက်ဖြစ်တော်လေရဟန်းတော်သည်စိတ်၌ဘာမှညူဆူခြင်းမရှိလားဒါသည်ပင်ဖျားသားတော် ဖြစ်တရားဆ၍သူအလေးခြင်းဖြစ်လေ၏ သူသည်မြင်းညာဆရာတော်၏အမိန့်ကိုသာနာဂံမြဲဖြစ်ခဲ့ကထိုမိန့်သည်လည်းဖြစ်ပျက်လာသောအကြောင်းကိစ္စတွေကိုမှီ၍တယောကံအောင်စီမံရန်သာဖြစ်လေရှိသောကြောင့်ပြုခဲ့မှုသောကံဖန်တီးခြင်းလိုလဲသူယူစနိုင်သည်မှာအမှန်ပင်ဆရာတော်ကဤသူမိန့်ကလေး၏ဟဲ့မောင်ညာနီကရန်ကုန်တရတော်တိုက်တွင်ကဘာကြောင့်နဲ့ရွှေတောင်နန်းတည်းဥပုန်နေဆောက်တဲ့အကြောင်းဟာလေအဲ့ဒီအကြောင်းတိုင်း မောင်သောပိတဟာနားနေတယ်လို့ပြောခဲ့တယ်။ကြောက်နာတဲ့။လူနိုင်မယ်မဟုဆိုကြတယ်။အဲ့ဒါနင်းမြောင်သောမောင်သောပိတပြန်လို့ရင်ကောင်းကောင်းမွန်မွန်သင်ချုပ်ပြီးတော့တန်ကားရီဥမခွဲတဲ့မပြတ်ထိမ့်ပြီးကြောင်းတိုင်ပြီးတော့။ဦးညာနီကသည်ရန်ကုန်သို့ပထမချင်းရောက်ဖူးခြင်းလည်းဖြစ်သောကြောင့်ရောက်ရောက်ချင်းနားနေသောစီရတော်ဦးသောပိတကိုရှ िख ိုးဝေးပြည့်၍ရွှေတကုံဖျားသူတက်ဖို့စိတ်ကူ၏။စီရတော်နားနေသည်မို့နှကူက တိတ်ဆိတ်မြဲသောအကြောင်းတွင် စာအန်ချိန်ပင်စာအန်တန်မကြရဖရာဝေပြူချိန်၌ခရိုင်းလိုညီညာပြိုင်လူရွက်ခေါ်ရှစ်ခိုးမှုမပြူကြတော့ဘဲအတန်မထွက်ဖဲရှစ်ခိုးကြ၏ပြည်လေမသားရသောမျက်နှာများဖြင့်တန်ဃာပေါင်းကိုသည်စွတ်တောင်းကြဟန်ကိုမြင်ရလေ၏ဥညာနေကသည်တန်ဃာတက်မျက်နှာမှတက်မျက်နှာစစ်စစ်ကြည့်မိလျင် အရက်ရှိရှိအသားညွညွနဲ့ရုပ်ရည်တက်ပေလာသော မြင်းကြမ်းမကိုရင်ဘွားကလေးကထွက်ခွာသွားသောဥပဇင်ဥနံတရားသည်စင်ကြဲသောဥပီးကိုငုပ်၍မျက်ရည်တိတ်တဆိတ်ကြသည်ကိုမြင်ရလေ၏ဥနံတရားသည်မဲတော်ခမီးတော်ပြန်လွန်သည်ဟုမှပြန်လာတကြူသူမဟုတ်ခဲ့ဖျားပရိနေမံပြုသည့်အခါမှာ ရှင်အာနန္ဒာတတောင်းနိုင်ငိုကြွေးသည်ကိုတရိယာမိလေ၏သို့သောဆရာတော်ဥတော်ပိသသည် စကားဆိုနေတော်သည်မဟုတ် ဖြောင်းဖျားတရားချနိုင်တော့ဒီမဟုတ်တထေဥဖို့နေပင့်ဆောင်လာသည်ဆရာဝန်ဒီလည်းပြန်လေပြီစေပူတော်လိုသောမြန်မာသမားတော်လည်းပသိတုပ်ရည်သောရှ िख ိုးလျက်နေလေပြီဥညာနေကသည်ဆရာတော်ကိုတချိန်ထက်၍ရှ िख ိုးလေ၏မပြန်လိုမီပူတော်ခြင်းပေသည်ထို့နောက်မမြဲသောလောက၌တေသေးတေလက်တန်သော အမှုကြောင့်တုံလုံသည်ခြောက်ချသည်မဖြစ်လာပဲငကိုရေရရွှေတကုံပြားသို့ဥတီ၍လာခဲ့လေ၏ ကြောင်းပြင်းနိုင်မှုသင်ငန်းညွှန်ရင်ကိုဆင်သည့်ဥနာရတသည်တပြက်စီလဲ၍နေသည်ကိုတွေ့ရလေ၏သူကြောင်းသူရောက်ရောက်ချင်းဥနာရတတပြက်စီလဲသည်ကိုအရင်ဆုံးတွေ့ရ၏တပြက်စီကိုလက်ကမချသလိုမကြာခဏတုတ်တင်ရှင်းလင်းသလိုဟု တွေးတော်မိ၏ဥနာရတသည်အပြင်ထွက်မပြူသောဧည့်သည်တန်ငါကြောင်းထိုင်ဆရာတော်လောင်းကိုမြင်လင်တပြက်စီလဲသည်ကိုရက်လိုက်၏ထို့နောက်အရှင်ဖျားသွားတဲ့လာတတ်ပါမလားဖျားဟုမေးလေ၏ ကိစ္စမရှိပါဘူးလေမြင်ရထားငါးစီးသွားမယ်ရောက်တဲ့အချိန်ရောက်လိမ့်မပေါ့ဟုပြောလိုက်လေတပည့်တော်စွန်းစားဝဲပြပြပါအောင်မယ်ဖျားစွန်းစားဝဲပြပြရင်တော့တပည့်တော်လိုက်ပို့နေမှလိမ့်မယ်ဒီနေ့ဖို့တော့ရှင်ရာသောစွန်းစားဝဲပြနေမယ်မထင်တော့ပါဖျားဆရာတော်အညီကြီးပေးသမျှကို သူလျှော်ပါလိမ့်မယ်ဖျားအကိစ္စမရှိပါဘူးလေဟုဥညာဏီကလည်းထက်ပြေပြော၏ကျေဝါသာကျုပ်သွားတတ်ပါရဲ့ဘာမှပူနေနဲ့စွန်းစားလည်းမဆောင်နဲ့ဖះကထမင်းတိုင်ဒီမှာဝင်းစားလိုက်မယ် သူလက်ထွက်လာသည်နှင့်တပြိုင်နက်တရှဲကျဲတပြက်သီးလေတံကိုကြားရပြန်လေ၏။ဥညာဏိကသည်ရန်ကုန်မြို့၌တိုက်တာဈေးများကြီးကျယ်သည်ကိုတွေ့လျင် ကြီးကျယ်ပေသည်ကိုဟုတွေ့တော်၏။တရောင်းသားများကိုမြင်လျင်ပတ်စံကြီးများစွန့်ကျဲလိုက်၏။ကလာများသောမြင်လျင်ဒါကြောင့်ကလာမျိုးလို့ခေါ်ရပေဟုတွေ့တော်၏။မြင်ရထားစီမီ၍မြင်းကို မောင်းသမားရိုက်လျင်ဟဲ့မရိုက်နဲ့အင်မတန်အပြစ်ကြီးတယ်။သူ့လည်းမိကိုစားတော့တယ်သူ့လည်းနှိမ့်ဆက်သည်ဟုတားမြစ်၏။ သွန်သားချိန်မှာရွှေတကုံလေကားတွေများကိုတက်မိလေ၏ရွှေတကုံဇေဒီကိုဘန်းနဲ့စင်မီများ ပူတော်သေး၏ပြီးမှခဏစင်ပြီးသွန်ဝယ်စားလေ၏ထမင်းဆိုင်ကသွန်ဘူတဝက်သား၍တဝက်လှူဒန်းသည်ကိုတာရုခုတ်၏လပည့်ကြီးကန်ဒီကိုညင်းပယ်လိုက်ပြီးရင်ဖျားရင်ဘောဖျားရင်မြင်ဘောတို့ပြန်တက်ကတနေလုံးဝိပဿနာကမ္မထံစီဖြံလျက်နေလေသည် ညမိုးချုံမှသူပြန်လာသည်ဘက်ကားစီးရပြန်သည်မို့လမ်းမနေသည်ဤလန်ချားခွေ၍စီရ၏နောက်ဆုံး၌ចောင်းသူရောက်တော့စီရတော်ပြန်လို့နေပြီကို တွေ့လေ၏အရှင်ဖျားစီမံသည်မြပါဖျားဟုစာချပုဂ္ဂိုလ်များဖြစ်သောဥတ္တမနဥဝိတ္တသားနှင့် ဥပညောဘာသာတို့ကစီ၍ចောင်းအပ်လေ၏တိုးလေရန်ကုန်ရောက်၍တညာအိပ်ပီဒီကာလမှဥညာဏိကသည်စီရတော်ဖြစ်သူရောက်ကား ရန်ကုန်တွင်ဝါဆိုရန်စီမံရလေသည်။ဘုံကြီးပြန်ပွဲတို့ကိုသူတို့ကြောက်နိုင်လို့လေမရှိသောကြောင့်ကြီးကျယ်သောတာဝန်လည်းမရှိကြ။ဆရာတော်ဥညာတိကသည် ချက်ချင်းပင်နေသားကြသွားလေ၏။သူကိုယ်၌ကနေမြဲဝင်မြဲစားမြဲဟုသော တွေ့တာချင်းမရှိသည့်အတွက်နေရာတစ်၌သူမစိမ့်ကြ။နက်နက်လေးနိုင်တုံးခေါက်လင်ရှင်ရတော်သောသည်တပုတ်တန်တော်လိုက်စီစက်ပြာကွက်မျက်နှာတုပ်ပွားနှင့်ရေးသလုံးနှစ်ခွက်လာ၍ကံမြဲဖြစ်လေ၏။ အရှင်ဘုရားရင်နှွေးလိုရင်ရပါတယ်ဖျားဟုပြောသေး၏သို့တော်ဆရာတော်သည် လက်ကာ၍သာပြကနေ့စဉ်ရည်အေးနေသောမျက်နာသိ၏တကယ်တော့ဆရာတော်ကျင်းဆက်ရာကရင်ဘောမှလမ်းကြည့်ရင်တော့စွန်းသားကြောင့်အဖြစ်ဆောင်၌မိဖို့ပေါ်ရွှေနေအိုကြီးစူးနေသည်ကိုမြင်နိုင်၏ရည်နှွေးနေကလေးနဲ့သာဆိုရင်တတောင်တတရှိမည်ဆိုတော့ကိုသူသတိပင်မရမိကြည် ထို့နောက်ရှင်ရောသည်ရှင်ရာသောသည်မိဘစီသို့သွား၍ចောင်းသားများနှင့်လောက်ကင်သာပြု၏။ဖះသောနိုင်ဥနာရဒဖះဘန်ဦးနှင့်တောက်တော်ကြီးလဲသင်ကြရ၏။ဖះသောသူသူရောက်လင်တော့တန်ခါအလုံးစုမိပြီဖြစ်လေ၏။စောစောကမိဘမှရှင်သော ရှင်ရာသောလဲရှောင်းနေပြီပင်။ဆရာတော်သည်သူ့တက်ခင်သာသောနှစ်ပေပက်လေခန့်ရှိကော်သောဘော်နိုင်မထိုင်ပဲတန်ခါအများနှင့်ရော၍တင်ပြူပေါ်ထိုင်ကဖះဝိပြူကြလေ၏။ ထို့နောက်စွန်းစားကြောင်းသို့သွားကြ၏ပဲပြုံးနှင့် ထမင်းရိုးကြွ၍လက်ဖက်ရည်ရမ်းပွဲပြင်သည်ကိုအငွေတထောင်ထောင်နှင့်မြင်ရ၏ထိုနေရာ၌တန်ကားတို့စကားဆက်မီပြောလေးရှိသည်ကိုသူတတိထားမိလေ၏သူ့၌ကောစကားများစွာပြောเสียရမရှိနေနေစွန်းစားပြီးလင်ကျောင်းသည်အနေငယ်ညှိုးညံစပြူလာလေ၏ဥနာရတသည်တပြက်လက်၏ရှင်ရာသောသည်ညကစီထားသော ကနုတံများကိုနေလန့်၏ဆုံးခံကြမိကိုရောမြ သင်ငန်းပြေ၍ယုံကြ၏သူတို့เจ้าသည်ဆုံးခံရ၌ရက်ကိုင်းဝဲမပြူဖနက်စည်းခွင့်မရပိုဆုံးလင်းအာမပီစာချပုဂ္ဂိုလ်အားအစဆုံးခံထွက်ကြရ၏ထိုကြောင့်တထေးဥဖို့နှင့်လာစဉ်လူမြဲသောစံအိတ်နှင့်စီဘုံတို့ကိုကြောင်နေခြင်းသို့စွန့်ကြရလေ၏တခါတည်းရန်ငချောက်နှင့်ငပြိုသီးများပင်မကုံနိုင်သောကြောင့်စွန့်ရပြန်၏စွန့်ခံကိုယ်တော်များပြန်လာလျှင်ရှင်ရာသောသည်ចောင်းသားများနှင့်စွန့်ပြင်စေ ဥနာရတသည်တန်ကားများ ချူရန်ရေတွင်မှရေငင်လေ၏ရေတွင်နေပေရှိတန်စီကြီးသုံးလုံးအပြည့်လောင်းလေ၏ကြောင်းသားငယ်ပြက်ကိုခေါ်ကတပ်ပင်ရေလောင်းစေ၏နောက်ဆုံးမှစွန်သားကြောင့်သူရောက်တတ်သည်စွန်သားပြည်လင်ဆရာတော်ကျင်းဆက်ဖို့ပြင်ကြ၏သို့တော်ဥညာနိကာ၌နေလေအိတ်တတ်သောအချက်မရှိ သူဒီပရိယတိမှာပြိပတိတို့ကုပြောင်းလာသည်ဖြစ်၍ဝိပဿနာ ကမ္မထံစီးဖြန့်လျာနေ့လယ်တည်းကြီးချိန်ဆက်တတ်သောဖြူဖြူဝဝဥတ္တမနာသည်ပင်မလဲလျောင်းဝင်ပဲဥပဒင်းပြုံများကိုရင်များကိုစာချဖို့ပြင်လေ၏တို့လေညနေဆောင်ရင်ခဏနာကြလေ၏ကုံစင်းနဲ့အထယ်တိုင်းမှာပြန်လာသောတတိဥဖိုးနှင့်ဇနီးသာသမိတစုသည်ဘီလေပလင်းများဖြင့်ဝင်ကြော့လေ၏ဥဖိုးနှင့်ဇနီးကဖျားတင်ရန်မေမျိုးပန်းများကတ်သည်၏ သုံးတကာဒကာမများလည်းတဦးစားနှစ်ဦးစားလာ၍ကတော်ကြသည်၏ထို့နောက်ညမိုးချုံ၌ဖျားဝိပြုက စာအန်သူအန်လှဲလျောင်းသူလှဲလျောင်းကြီးဆက်သူစကြလေသည်ကြောင်းထိုင်၍ရက်တော်ကြားသွားလျှင်ဦးညာဏီကဆရာတော်သည် ကြောင်းရှိတန်ဃာတော်ရိထူရသောဝတိကလေးမျိုးကိုမမေ့လာ၏ရှင်ရာသောသည်ဖြူလဲဖြူအလုံးလဲတက်ပေ၍ငယ်ရွယ်ပြွန်မြင့်သည်မို့တန်တနာပေါင်း၌ဖြောင်းတန်းပါမည်လို့ဟုသူပူပင်မိသည်များပြောခဲ့သည် ရှင်ရာသောဒီညံကောင်း၏စာပေ၌မွေးလျော်၏သူ့ထက်ဝါရသောတန်ကားများကိုလည်းယူသည့်၏တကားမှအာမနေပဲကျောင်းဝေရဝေစာကိုပြု၏ဆရာတော်မဆစာချပုဂ္ဂိုလ်ဟုသည်များကိုညစဉ်နင်းနယ်ပြလိုသောဝါဒနာလည်းရှိ၏တကားမှစွန့်ခံရပြက်သည်လည်းမရှိပြီးတော့ကျောင်းသားများကိုစာတင်သေးသည်ဥပဒေဥနန္ဒီယမူစကားနှင့်လာသည်စုံးကံမှန်သည်စချပုဂ္ဂိုလ်စင်လည်းမရောက်သည် စာသင်ခန်းလည်းပြီးစီးခဲ့ပြီဖြစ်ကဆရာတော်နဲ့တခါတည်းရင်လာ၍ဝိပဿနာမှုပြု၏အများအဖြစ်သောသက္ကရိယာမန္တမြတ်ကိုပြုပြင်နေရလေသည်သူအခန်း၌နာဤမျိုးစုံရှိလေသည်တခါများအိမ်မှနာဤဟောင်းများချွေရင်းသည်ကိုပြုပြင်ပေးတတ်၏စွန်ပြေတော်ပြီနာဤမျိုးကိုတောင်းခံလာပြီး ပြင်စင်ကောင်ဆွဲချိတ်တတ်၏တို့လင်သူခန်းတွင်၌နောက်ပြန်သွားသော နာဤခဲနှင့် ချိန်သီးကိုကျူးနေဆွဲထားမှသွားသောနာယီဆက်တပြည့်အမျိုးစုံရှိကတခန်းလုံးတစ်ချက်ချက်အမြင်နေသည်။ဦးနန္ဒီယာဒီကလေးလဲချစ်တတ်ပေသည်ဤတထေးဥပိုးနှင့်တာကလေးအဖုကိုစွန့်ကန်ထွက်သွားရင်ခေါ်လာတတ်၏။အဖုဤကစားစရာကလေးများကစားစရာလေးများတံပတ်ပြက်တီကိုဖြုတ်၍ပြင်ဆင်ပေးတတ်၏။ပြီးတော့ရှင်ပြုလင်အသင်ဖြစ်ရန်သင်ငန်းတောင်မှအစကြကြနနနှုတ်တိုက်ချတင်လေ၏။ စာချဖို့ကိုဥဒမနာမှမူဖြူဖြူဝဝနဲ့စကားများစွာပြောလို့ရှိလေသည်။ကျောင်းကိစ္စကြီးငယ်ကိုဆရာတော်အားရှောက်တင်ဤကိုရင်နဲ့ကျောင်းသားများကိုလည်းစုပူမြည်တွန်တတ်ဤစွန့်ခံကြွရင်သူကြိုက်သောငဖယ်နဲ့အုံတို့ချရင်ကြောင်းစွန့်လောင်းသောတကားမကြီးများနဲ့ဆွေနွေတက်လေသည်။လက်ဖက်ကိုလည်းတောင်းတတ်တဲ့ဤတရားရှိကြီးလည်းဟောတက်လေသည်။ဥပညာဥပညာဘာသာကမူစိတ်အလုံးတို့သောကိုတော်သည်။ ။ကျောင်းသားကိုရင်များကိုစာချရင်းခောက်တတ်၏။ဥပဒေများကိုအပေကောင်တွေကိုဆဲတတ်၏။သို့သောသူ့၌ရှိသောစားစရာများကိုအကုန်စင်စွန့်ကျင်တတ်၏။သင်္ကန်းနှစ်ထဲထက်ပိုးလာရင်စွန့်ကျင်ပြစ်ပြန်၏။သူ့မွေရတာတော့လေကွက်မှရာသမြငွေကိုကျောင်းကိစ္စအဝဝ၌သုံးရန်အကုန်လူပြစ်ကောလက်၌ပတ်စံတပြားမှမကက်နေတတ်လေသည်။ငယ်ရွယ်သောတန်ခါများနှင့်ကိုရင်များကိုဥနရတကထိမ့်အုပ်စီမံလေ၏။ သင်္ကန်းညုံမဲ့ဝွေ၍တပြက်စီလဲရေခမ်းမပြတ်ပြူသောထိုးကူတော်ကိုတကြောင်လုံးဝမ်း၍ကြည်ညိုကြသည်ထင်၏။ဥနာရဒကိုတော်ဤပြောစကားကိုဆရာတော်စကားနှင့်ဒန်းတူယူတည်လိုက်နာကြသည်။ဥနာရဒ၌ရှေးစုတောင်းကောင်းခဲ့သည်တည်။သို့သောပြုံး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 နှင့်မျက်ခမ်းဆက်သောစကားမြန်မြန်ဘလုံးမထွေပြွတ်တဲ့သောဥပဇင်းဇဝနာမူဆရာတော်ဆုံးမဖို့ဖြစ်လာသည်။ဥပဇင်းဇဝနာသည်အမတန်ဆို၏ ညနေ6နာရီထိုးသည်နှင့်အပြင်မထွက်ရဘဲကျောင်းကားပိတ်သည်ကိုခိုးရီကြောထွက်ကရုပ်ရှင်ကြည့်တတ်လေ၏သူများစာအချိန်မှာဝိထုမဂ္ဂဇင်းဖတ်တတ်၏စိုးကံရင်စိုးနဂါအိမ်မှာလူငယ်များနှင့်ဘောလုံးပွဲကြောင်းကြောတတ်သည်၏တရီ၃ချိန်ပြည့်ရမြလင်ကျောင်းမှနေရပြီတော့သည်တကယ်တော့ဥပဒေသဝနာသည်ဆီယရော့နှင့်ညီကိုတဝန်းခွဲတော်သည်၏ရခင်ဆီယရော့လက်ထက်ကလည်းစုဆုံးမ၍မရဘူးဆိုသည် အရှင်ဖျားဟိုဘက်ရွှေဘိုကျောင်းကိုမော်တော်ကားတစ်စီးတရုတ်တစ်ထိလူသွားပါတယ်ဆရာတော်ကရှယ်လေးတရားဟောကောင်းမှုဥပုံနေတိုင်းဖျားကြီးပေါ်မှာတရားဟောရတော့အသွာလာပင်မလာတယ်ဆိုပြီးလှူရနဲ့တူပါတယ်ဖျားဟုဥဖုန်နေကစကားစားလိဥဖုန်နေဒီဖဲတင်ငန်းပိုးတင်ငန်းကိုလှူချင်တတ်ဤဂျေကရင်နဲ့ပန်းစာရှင်တော်တက်ကလက်မွေးဘွားဆောင်တို့ကိုလှူချင်တတ်ဤဖုန်ကြီးပြန်ပွဲ ကြီးကျယ်စွာမလို့ရသည်ကိုမကျင်နာလာကြည် ယခုလေမော်တော်ကလူချင်းပြန်ပြီးမှုဘုံကြီးဦးတော်မနာနဲ့စောစောကလေးကစကားတွင်ထားပြီးယခုစားလေပြီအကျုပ်တို့ကတရားလည်းမဟုတ်တဲ့သွားစရာလည်းမရှိမော်တော်ကလည်းမလူချင်းမှုဆရာတော်ကပြက်ပြက်မိတ်လေအောင်ဦးဘုံင်းဒီအတော်မျက်နာပြည့်ပြီးသွားလေ၏ဒီလိုပါဗျာတပည့်တော်ကဒီနေ့မှာတာကလေးအဖုကိုရှင်ပြုမယ်မှန်းပါတယ်တာကလည်းတယောက်တည်းမှုကိတ်တိမတွေရှင်ဘာ20လောက်လဲထည့်ပြုကြပါတယ် အလူမှာလူပိသက်ကျွေးတာလဲကျွေးတာပဲဖေ။တန်ဃာရီအတွက်တင်ငန်းလူတာလဲလူတာပဲဖေ။ဒါပေမဲ့ဖြည်းဖြည်းမြောက်မြောက်ပစ္စည်းတခုလဲဆရာတော်ကြောင့်အတွက်လူကျင်တာပါဖေ။ဆရာတော်ဒီဥပ္ပိုလ်နေတရာတရားကိုအခဲခံပြီးတော့လဲနတ်ကိုကအလူခံလိမရှိဒါနအကျိုးဟောလိမရှိတော့ဖုံးတော်ကြီးဖြစ်သည့်အတွက်ပြီးတော့အကြံပေးရမည်မသိဖြစ်လိမ့်၏ရှင်ပြုတော့လူတွေအများကြီးဖိတ်မလို့လားတင်ပါဗျာဒါကတော့လူတို့ဝေတရားလဲရှိပါသေးတယ်ဗျာ မိတ်ဆွေအပေါင်းအသင်းမှန်သမျှဖိတ်ရပါရယ်ဒီအကြောင်းလေးမှာတော့ဆက်မယ်မထင်ပါဘူးမြို့တော်ခမ်းမမအိတ်ခမ်းပဲစေကူပါရယ်ဖျားဟင်မြို့တော်ခမ်းမကရှင်ပြို့လို့လေရသလားဟုဆရာတော်ကမေးရင်ဟုတ်အိတ်ခမ်းရုံပါဗျာတကာကြီးတို့ပင်မနေမှာပေါ့မြို့တော်ခမ်းမငှားတဲ့စိတ်ကိုဟောဒီမီကွက်လာမှာမန်းတက်ထုတ်လိုက်ပါလားဒါမှမဟုတ်တိမ်မင်းနဲ့ကက်ပြီးထိုးရင်တိမ်နေရောတိမ်မြန်မန်းတက်ကောကြောင်းနိုင်သေးရောပြိတ္တန်နေလိုက်ရောပေါ့ တိန်ကချင်းလေချင်းဟောင်းလေဟောင်းဆိုတော့ပြောရင်တထဲဥဖုန်းနှင်းသည်မျက်နာလင်းထိန်ကဝမ်းသာရလက်အုပ်ချီ၍ရှောက်၏အကျဉ်ရည်ဖျားတိန်ဟောင်းကိုဖျက်ပြီးတိန်သည်ဆောက်ပြသည်ဖျားဒါပေတော့ဘယ်နဲ့အခုမှဒီချံပေါ်ပါလိမ့်တပိတော်အဘူးဆောက်ခဲ့တဲ့တိန်ဆိုပြီးသူ့ဒါနကိုသာတရိယနေတယ်ဒီလိုလုပ်ချင်ပါလေဖျားတိန်သည်ကိုအကြီးကျယ်ဆောက်သင်းသူတော်ညံတော်မြင့်မြင့်ကိုမန္တလေးကိုမှာယူပြီးတကက်ရွှေပလင်ကိုအနုဆုံးထွင်းသည်မယ်ဖျားအင်းကောင်းနေဟုသာဆရာတော်ကပြောလေ၏ ။ဒါပေမဲ့ဒကာမကြီးကိုလည်းစိတ်ချမ်းသာအောင်လုပ်ရမှာမို့။တမီးနားထွင်းတာပါတိမ်နေရောလုံနေအောင်။ယောက်ျားမင်းမမယူဝင်နိုင်တဲ့တိမ်ဆောက်ရအောင်။အဲ့ဒါဘာတိမ်ခေါ်ပါသလဲဖျားဟုဥဖိုနေကမေးလိုက်၏။မုတ်မကုံငင်ပင်ကြောင်ဝင်တဲ့သူအုံများပုံလာ၏။အင်္ဂလိပ်အိမ်များကိုကြောက်တိုင်းအောက်သို့တွင်း၏။ခင်းရန်ကြောက်ပြားများရောက်လာ၏။အုတ်ကြများလာချဤတန်တန်းတံပေါင်းများဂရင်းနေဆွေယူဤဆရာတော်မျက်စီရှိတွင် အင်တိုင်းအားတိုင်းဆောက်ကတင်ကြီးပြီးစီးသွားကမြန်ဆန်လုံးလာ၍နက်ပုံနဲ့နဲ့များပေါ်ရဲဆိုတာဒီလိုပဲနေမှာပဲဟုတတိယမိလိ၏ထိုတဲ့ဒီဆီရော်တိဥညာဏိကဥညာဏိကလက်ထက်တွင်တူးတက်သောအကြီးဆုံးအဆောင်ဖြစ်ကတိန်နယ်ကြောင်းတိုက်ရှန်သွားအောင် စီးသောအပုဤရှင်ပြူဝဲသည်လည်းအကြီးဆုံးသောအလူဖြစ်လိမ့်၏တတိယဥဖုန်င်းကအငိတ်ထဲခြင်းဒီကိုလက်မခံသောကြောင့်အာမနာတက်တဲ့ဆီရော်ဥသောဘွဲကိုလည်းရလာ၏ အငိတ်ကိုရွှေတောင်နှမ်းရှိတထဲအိမ်မှာကာသေးရ၏ပြောဝိုင်းကုန်မူဆရာတော်ခွင့်လွှတ်တော်မူလျာဥသောမနကပြော၍ဟန်ကြပါဖျားပြောတဲ့အကြမှာခြေလန်းလို့တဲကောင်းသဘောပြဟုသိုးလေသည်အလူပြီးသွားရင်တရာတက်ပြီးမဆုံးသောတထေးဥဖုန်င်းသည်ကြောက်ပြခင်းသောကြမ်းလုံးမြေကိုတော်ကြီးကိုကလားပြီသူမှ၍ရက်စီကခင်းလို့လေ၏တိမ်ထွေး၌စွန်ကြီးတရားနာကိုလည်းမကြမကြလို့သိ၏တိမ်ကြီးပါဠိမိမတွင်ပဲဥဖုန်င်းတေဟု တွင်သည်ကိုလည်းအာရ၍မဆုံးတော့ကြီမော်တော်ကားတစ်စီးထက်အများကြီးမြင့်မြတ်သောအလူပေပဲဟုသူ့နှုတ်မှဝန်ခံသည်၏သို့သောဆရာတော်ကဆော့ဘသူမှမထမတ်တော်နည်းဖြင့်တိမ်အဆောက်အုံအကျုထုပေးရန်ရှိသေးသည်ကိုမမန်းနိုင်ကြကြီးစစ်ဖြစ်၍ဘုံကျဲသည်တသနန်းနှင့်ပြည်သည်ဆိုသည့်ကိစ္စတွေ့လာကြတော့လဲတကြောင်တိုင်လုံးသည်ယဟန်တန်ကားကိုဘသူကမှအန္တရာယ်ပြုမည်မဟုထင်မှတ်လျက်စစ်ဤလည်းအပင်ရှိသည်၏ သို့သောဘုံနှင့်ဆက်တဲ့နဲ့ဒီမင်္ဂလာတော်လိုတင်မောစိတ်လိုမိယထာဘုဒ္ဓံလိုနေရာများမှာသာမှုရန်တောင်းကျင်ရာကမြို့ရင်းလူနေအိမ်ကြီးကို ထိပါးသာပြူလာ၏တထေဥဖုန်င်းတို့တအိမ်သားလုံးလေးရန်ကုန်မှပြေးလိမ့်ဤစွန်းလကများလည်းမနေဝင်တော့အ ਨੇ သုံးရန်ကုန်အစွန်ဖျားသူပြေးချောင်ကြလျာဆရာတော်ဥညာနီကသည်ကြောင်းထိုက်ရှိတန်ငါတို့ကိုစီဝေးစီ၏။ကိုင်ငါလူတို့အချီမလားတဲ့အခိုက်တက်မှာ လျော့ကန်သူသာလှုပ်ကြပြီတော့ဆရာတော်ကခွင့်ပြလိုက်ပြီကိုရဲ့ရွာပြန်လို့လည်းပြန်ကြဒီမှာပဲစင်းစင်းရဲရဲနေလို့ကနေကြဟုပြောလေ၏အရှင်ဖျားကဘလို့လုံးမယ်ကြံပါတယ်လေဖျားဟု ရှင်ရာသောကမေးလင်းငါတော့ဒီเจ้าမှာပဲစောင့်ရင်မယ်တခါရီရဲ့အလူဒဏ်နာအဆောင်ကို ဖြစ်ပြလို့မတော်ဘူးငါတဝမ်းတခါတော့တပိတ်တလုံးနဲ့လဲခံရရင်ရကောင်းပါရဲ့တပိတ်တော်လေဒီမှာနေပြသည်ဖျားဟု ရှင်ရာသောကပြောလေ၏ ။တပည့်တော်လည်းနေချင်ပါ रे ဗျာစသဖြင့်ဝိုင်းလျှောက်ကြ၏။ဆရာတော်ကစီမံရပြန်၏။မောင်သောမနာကအခုတော်တိတ်မကြမ်းပါဘူး။မောင်ပညာပါဒကလည်းအညာကတပည့်ဘုန်းကြီးကိုဒီနေ့စာသင်ဖို့ပြောထားတာရှိသေးတယ်။မောင်ဝိသုဒ္ဓလည်းမေတော်ခမီးတော်တို့ကမှားလာပြီ။စာချပုဂ္ဂိုလ်သုံးကအညာပြန်ကြ။ပဇင်းကိုရင်ចောင်းသားတွေကလိုက်ချင်သူလိုက်မလိုက်ချင်သူနေရဲ့။ ထို့ကြောင့်တရတော်တိုက်တိုက်လုံးပြချအောင်ဘုံကျဲတော်နေ့တွင်ကြောင်းရိုင်း၌တန်ကားများစွာမရှိကြ။မမျော်လင့်မဲ့မိတော်ကြီးများထလာသည်ကိုမြင်ရ၏။ဘုံကြီးကျောင်းများ၌လာခိုသူလူများအော်ဟစ်ထွက်ပြေးကြသည်ကိုလည်းမြင်လိုက်၏။ကလေးနှင့်မိမများငိုတန်းလဲကြရ၏။ရွှေဘိုကျောင်းရှင်ပြူဝဲ၌လူများအတုံယုံလဲကြတည်ဆုံးသည်ကိုလည်းတွေ့လိုက်ပြီးဆရာတော်သည်ခါတိုင်းလိုနေလိုတော်မဖြစ်။ဆောင်တဲအုံးမတော်မြို့တရိယာကတိမ်တွင်သို့ဝင်ခဲ့ရလေ၏။ တိမ်သွေး၌ရှင်ရတော်တို့သည်ရှင်ရသောသည်ကျမ်းတိုင်သိမှုပို့ဆောင်ပြီးသားဖြစ်လေ၏။တခြားလူတွေကရာသောမေးရင်ကျမ်းရဲ့သူကိုယ်နှစ်ပါးပြည့်ဝလာ၏။နန္ဒီယာကနရရကပေါ်ကြွယ်ကုန်မိစေလေးမြန်ထိုးကြတဲ့ကြီးဝိကနေမိဟီလာပြီးသတ္တနတ်များပြစ်ဒဏ်ပုံပေါက်ကွဲတဲ့ကြာရပြန်၏။မိကိုယ်လုံးမဲပြီးဥထလာသည်ကိုမြင်ရပြန်လေ၏။ဟဲ့နန္ဒီယာကောသူခန်းထဲမှာမထွက်ပါလားနိုင်ပြန်ကမထအောင်ထင်နေနာရတာလည်းတမန်တော်လုံးဒီပဲစီးလဲနေတာမြင်နေဘဲမလဲ ပေါ်ကျဲကိုမိဖို့ပြီးမှစောစောတွေ့သားပဲဘယ်မလဲဆရာတော်ဒီနှလုံးငြိမ်စိတ်မြဲဖရာကပူပန်လာ၏ထိုခဏ၌ဆရာတော်ဖရာဆရာတော်ဖရာကိုခေါ်ဆန်ကြ၏ဒါဝတုတန်လည်းရာသောကိုလှည့်မိသောတုံလုံးမီကိုချုပ်တီးနေသောပဇင်းတက်ဆဥရာသောကအဟုတည်သောဘာသာအတ္တမဖရာဟုဖြစ်လေ၏ဒီကောင်ဘာဖြစ်လို့ခေါ်နေသလဲငါသွားကြည့်ဦးမယ်ဟုဆရာတော်ဆိုရင်စစ်စစ်နဲ့တည်းပြစ်နေပါလေဖရာတပည့်တော်သွားပါဦးမယ်ဥရာသောကပြော၏ နင်းနေကဒီနေရာကတပွားမှမခွာနိုင်ဘူးခက်ပြက်ပြက်မင်းကဆရာတော်ဒီရုပ်ခင်းထွက်ကအတန်ကြာရတို့မှန်လာခဲ့တည်းဦးတည်သောဘာသာသည်ဆရာတော်အနာနေရလာသည်မဟုတ်စိုးကံပုတ်ကိုဖြစ်၍စာတင်သောအတက်လည်းဖြစ်လေ၏အောက်သားလည်းဖြစ်လေ၏သူကြောင်းနိုင်တဲ့မလန်မကမှလဲလျက်တွေ့လေ၏အနာရောက်သောတင်မိုင်တစ်ထဲလုံးစူရွှဲနီးရဲအောင်သွေးများတဝင်နေသည်ကိုမြင်လေ၏ဟဲ့ဘာဖြစ်သလဲပေါင်းပြတ်သွားပါပြီဖျားဟု ငိုညာပါနဲ့ဆောက်လိ။ကဲ။ငောက်မိတဲ့ဟူဆိုကဆီရော်ဒီပွေ့ချီလျာအလွန်ကြစ်လိ၍လေးလံလာသည်ကိုတွေ့ရ၏။ထားလဲမထနိုင်ပေကိုဒုက္ခဒုက္ခကိုညီးမိလိ၏။ဒီလိုလိုငါကြောပေါ်ရင်ပတ်နဲ့ကက်ပြီးလယ်ဘေးကိုဖက်တန်းအတော်ပင်ခရင်စွာဥတီသောကိုထမ်းပို့ယူရ၏။ကျောင်းပေါ်ရောက်ပြီးမတ်တဲရမ်းပြီးလင်ဟန်ကြပေပြီ။ဆီရော်ဒီ၁၇နှစ်တန်ဘုံတန်လေးရင်မြန်တန်ပောက်ခွဲတန်များကိုအာယုံမှဖြတ်တော်မူလိ၏။ မိတော်မိကိုမြောက်ကိုလည်းမြင်လို့မှဥလီသောအတွက်မြင်လို့မှအမှတ်မထင်အောင်စိတ်ဆောင်တော်မူလေ၏တတဝါမြောက်ကိုလည်းမြစ်တာပို့လေ၏ဥတီသောအတွက်ပြည့်ရစွာပြုလေ၏ထိုခဏ၌ဆရာတို့၏ကိုစိတ်နှပါးသည်ငြင်းညမ်းသောက လေးလံလာသော ဥတီသောကိုချီးပွေးရသည်မှလည်းပေါ်သွား၏ဆရာသည်ခြေလန်းခက်မြန်မြန်ခက်မှန်မှန်ပင်သီယုံကြီးသို့လာခဲ့၏သီယုံကြီးသို့ရောက်သော သူ့နှုတ်ခွန်းတပါးရာမှမဟာ ဆရာဝန်တယောက်ကိုမြင်၍လူနာကိုအက်ခက်ဤပြီးတော့ပြန်၍မကြည့်တော့ဘဲကြောင်းထိုက်သို့ပြန်လာခဲ့လင်မိလောင်စေမိကိုယ်လုံးထားစေအုပ်ပုံဖြစ်နေသောကြောင်းထိုက်ကိုမြင်လေ၏သို့သောသူတည်းထူထဲ၍တစ်သားမဖြစ်သလောက်သာပါသောဥဖုန်းနှင့်တိန်ကမမကြီးတင်းနေလေ၏တိန်တွင်သို့ဝင်ခဲ့သောကိုရင်နှပါးနှင့်ဥရာသောကိုတွေ့ရ၏ဥနန္ဒီယ ဥနရဒနဲ့ကြောင်းသားပေါ်ကြွေတို့မလာရောက်နိုင်ကြတော့ကြည်ဖြစ်ပြီးသွားသည့်ထိဆရာတော်ဥရာဇောနဲ့ကိုရင်နှဘာတို့သည်တင်တွင်နိုင်နေကြရ၏ထမင်းတစ်နှစ်တစ်နှစ်ပင်ပြက်သည်ကိုပေါမုတ်ကလားတယောက်ရိပ်မိ၍လာလူမပေါမုတ်တလဲမုတ်ကျွတ်တလဲထောပတ်မုတ်တလဲစာရသည်များမှလည်းလွတ်ကင်းကလေးပြီသို့တော်ရခင်အချိန်ဤသို့ပြန်မရောက်တော့ကြည်တတိဥဖုန်နှင့်လဲမွဲလေပြီ။ သူနဂါတို့လည်းအများအပြားစင်ရဲကုန်ကြတော့တကသာသမီများလည်းခေပညာသင်၍လက္ခဏာများဖြစ်ပြီးကြောင်တိုက်ကိုဆက်လက်မကူးဝယ်ကြတော့သည်မို့ကွန်မြူနစ်တွေဖြစ်ကုန်ထင်ပါ၏ဟုဆရာတော်တွင်းမိလေ၏တိတားကြောင့်ပြန်ဆောက်ဖို့ရတကဟောင်းများဆိုး၍တအီးနဲ့ကြောင်းပြန်ဖြစ်လာ၏စာသင်သားများလည်းများများလက်မခံနိုင်တော့စာချပုဂ္ဂိုလ်သုံးပါးပြန်လာတော့အိုမင်းစာပြုပြီးမို့သုံးမှန်မှန်ထွက်မခံနိုင်ကြ၏ ဥရာသောတပသာညုံမောင်းလာသောတာယီရင်ရော်လာသောမျက်နှာနှင့်နေပူမှုရာတွင်သွန်းထွက်ခံကောင်းဆရာတော်မှစဖုံးကြီးကြီးများကိုလှုပ်ကျွေးလေ၏တဏခါတော်ရောက်နေသောဇဝနလူထက်လည်းလူဝဲဝိထုလာလို့၏ဥဒမနမူတီဗီဖြစ်ကောင်းဆေးမမီဝဲနိုင်တသမသနိုင်မဲပြန်လုံလေ၏အလွန်စိတ်တို့သော ဥပညာဘာသာသည်ပင်ဥပညာဘာသာသည်ပင်စိတ်အေးရင်ကဒီခံတက်လာသည်ကိုတွေ့လေ၏ ဥဖိုးနေတဲ့ကောင်ခိုင်ခိုင်မာမာတည်ရနေတော့လေပြုပြင်ဖို့လိုသေး၏ကျန်လုံးပြေကိုသောကြီးကအနာလဲဆုတ်ဖို့အမွေလဲတုံးမိပြီဒီတဲ့ကြီးကိုမုံမှန်သူမှပေါ်ပါအောင်မီလားတဲ့ဝင်ရဟန်းခံရှင်ပြူဝဲမှာဖြစ်နိုင်အောင်မလားဟုဆီရတော့တွေးမိတယ်လေတဲ့တညနေတွင်မြင်မှုတို့လိုရှိလာသော လူရွယ်တို့သည် ကိုးနေရွယ်သားကလေးကို လက်တွဲ၍ကြောင်းတိုင်တွင်သို့ဝင်လာလေ၏သူနောက်ကသူ့တကာမနှင့်တူတူမိန်းကလေးလည်းပါလာ၏ ူတို့သည်ဆရာတော်ကိုဥချ၍နေကောင်းမယလားဖះဟုမေးလျှောက်လေ၏နင်တို့ကဘသူတော်ဘဲကတော်ဆရာတော်ကမေးတော်တပိတော်ဥဖိုးနေသောအပုပါဗျာကြီးနေမယ်တော့မအောင်ထွန်းပါအေးဟုတ်ကဲ့လားဘဲပြောင်နေတော့မင်းပေလေးပြတဲ့စီငါတကားတော့ရောက်တယ်မင်းတို့အတူနေရအောင်ထင်နေကျမဗျာအိမ်ခွဲနေပါရယ်ဒါကတော့တပိတော်တကားမပါဒါကတော့တပါ ဟဲ့လူလေး ။တရားတော်ကိုကြော့ပြီးပြီလား။ပြီးပြီဖေဖေရဲ့။ကလေးတော်အတော်ကြီးမှကိုတင်ပါရှင်ပြုကြပါပြီဖေ။အရှင်ဖျားတို့ကြောင့်မှတိမ်ထဲမှာရှင်ပြုရမယ်လို့ဖေဖေကပြောပါတယ်ဖေ။အေးကောင်းတယ်ဟုဆရာတော်ကမအိ။ကလေးကြောင့်မိပေချင်းတပည့်တော်တို့တခါလာပါဦးမယ်ဖေ။ဟဲ့နေဦး။နေကလေးနာမည်ကဘလို့တုံးကွ။ဆရာတော်ကတတိယလာပြန်လေ၏။တပည့်တော်နာမည်မောင်လေးမြင့်ပါဟုကလေးကတွတ်တွတ်လက်လက်ဖြေလေ၏။ မင်းကိုရင်ဝင့်မလားဟုတ်တင်ကြီးနဲ့မလေးအဲ့ဒါမင်းဘိုးကြီးစောက်တဲ့တိမ်မဲကိုဆရာတော်ကပြောလိမ့်ဤအဖေးစောက်တဲ့တိမ်ဆို ကျွန်တော်တို့တိမ်ဖို့တော့ဖိဖိဒါပေါ်တာရဲ့ကျွန်တော်တို့တိမ်ကိုကျွန်တော်တို့ရှင်းပြဖို့စေးတဲ့သုံးမှာပေါ်ဖိဖိရဲ့ဟိုမှာအင်္ဂလိပ်တွေကလည်းကွာလို့ဒီလိုဆိုဘဲလာမလဲဟုကလေးကပြောလိမ့်ဤသူ့အဖေက ရှင်မောလိမ့်ဤသူ့မိကလိမ်မောသေးခြင်းကိုဥရာသောတန်စက်ကဲ့ဤဆရာတော်ကမူကားစိတ်တွင်မှာ တာရုခေါ်သာပြုလေ၏။ GA မြောက်ရီမဂဇင်း